ရိုင်းသွားပြီရိုင်းသွားရွယ်အင်အားဟိုအခန်းတွေလည်းပွင့်ထွက်သွားတယ်နေလို့အဆင်မပြေတော့ဘူးအကိုကိုရိုင်းလည်းလမ်းပေးမှနေနေတာပါကိုတို့ကဟိုကိုမစဉ်းစားမိဘူးအဓိကကွာရိုက်တာဟိုတားလောက်တာဝါနာလည်းပါတယ်ကွာကုသိုလ်လည်းရခြင်းတယ်သူများရဲ့အရန်ဒုက္ခရောက်နေတဲ့အချိန်မှာနည်းနည်းလေးပဲရော့ရော့ဆိုတဲ့စိတ်နဲ့ကိုအသက်နိုင်ဆုံးလိုက်ပြီးတော့ဆောင်ရွက်ပြနေတာညီလေးအင်အားညီလေးကိုရဲ့တောင်းမြောက်ဘက်ကတိုက်ကရိုင်းသွားတာကိုဘက်ကရိုင်းသွားတာအကိုအင်အားကြောင့်အောက်ကအခြေရေကုန်လုံးကျိုးသွားတာ ကျိုးသွားပြီးပြိုကျအောင်ပဲကျန်တော့တာအခန်းထဲလည်းပွင့်ထွက်သွားတယ်အောက်ကဟိုကျမ်းမြင်နေရလဲအကုန်လုံးပြဲထွက်သွားတာအဲဘယ်လိုမှကိုနေလို့အဆင်မပြေတော့ဟိုတိုက်ကလည်းချိန်မျိုးကိုပေါ့ပြိုကျသွားနိုင်တယ်အိန္ဒိယတချို့အိန္ဒိယကြတော့သူတို့အိန္ဒိယကတော့ဘာမှမဖြစ်ဘူးဒါပေမဲ့ဘေးအိန္ဒိယဟိုပြိုရမယ့်အနေအထားတွေတချို့ကြလည်းဟိုလုံလိုက်တယ်ပြီးတော့ကျေမွနေရရှိရအဲ့တော့ဘယ်သူမှလည်းမနေရဘူးလေအဲငငယ်ရလည်းအချိန်မျိုးသူကလှုပ်နေတာဆိုတော့ကိုတို့က ဟိုနေအနေနဲ့များတော့ကိုရောအတက်နိုင်ဆုံးသူတို့လမ်းပေးမှာအဆင်ပြေအောင်နေလို့ရအောင်ကိုရောအကုန်လုံးလိုက်ပြီးတော့စီစဉ်ပေးထားတယ်နေလေအာအခုနာမည်ကိုဆန်းဦးပါ ARI မနေ့လူမှုကစားရေးအဖွဲ့မှာကိုကဒီဂရအနေနဲ့တာဝန်ယူထောင်ရွက်နေပါတယ်ကျွန်တော်ကဆရာတော်ဘုရားရဲ့ ဟိုဆောင်ရွက်ချက်နဲ့အတူကျွန်တော်ကဟိုဟာကိုတို့ကဟိုတကယ်အိမ်ပြိုပြီးတော့တကယ်ဒုက္ခတဲ့လူရဲ့လက်ထဲကိုကိုတို့ကလက်ဝဲရောက်ပြီးတော့ရောင်းအောင်လိုက်ပြီးတော့လူတန်းပေးနေတာပါညီလေးဟိုကိုတို့သွားခဲ့တဲ့နေရာတွေဆိုတော့ရောက်ပေါက်လူတန်းရောက်ပေါက်ရမ်းနေတဲ့နေရာတွေပေါ့ အိမ်ရှင်တွေကအများသောအားဖြင့်အတိနေရာမှာနေတဲ့လူကနဲတယ်ကိုယ်အိမ်ပြတ်တဲ့နေရာဝင်းကျင်မှာတဲထိုးနေတဲ့လူတွေများတော့အဲ့ဒီဘက်မှာလူနှက်မှုတွေကမရောက်ဘူးမရောက်တော့ကိုရောအားတွေအဓိကထားပြီးတော့လိုက်လူပေးခြင်းဖြစ်ပါရဲ့ညီလေးအဲသူတို့ကတော့ခက်ခဲတော့ကိုရောအတန်းနိုင်ဆုံးတော့သူတို့ခက်ခဲလေးအဲရောအောင်တော့ဆောင်ရွက်ပေးရဲ့ညီလေးမိုးရရဲဆိုရင်လည်းမိုးကလေးလိုက်လုပေးတယ်အဲလေတိုက်တယ်ဆိုရင်လည်းအကာအကွယ်လေးတွေလိုက်လို့ကိုရောဘက်ကတော့ကိုလိုက်လုပေးနိုင်တဲ့ဟာလေးတွေကိုကိုရောအတန်းနိုင်ဆုံး လိုက်ပြီးတော့ဆောင်ရွက်ပေးနေတာပါညီလေး။ဂျိုင်သွားပြီဂျိုင်သွားပြီအင်အားဟိုအခန်းတွေလည်းပွင့်ထွက်သွားတယ်နေလို့အဆင်မပြေတော့ဘူး။အကိုကိုရာနဲ့လမ်းဘေးမှာနေနေတာပါ။ကိုကိုတို့ကကိုစဉ်းစားမိဘူးအဓိကကကိုကအရိုက်တာ ဟိုတားလို့တာဝါနာလည်းပါတယ်ကိုကကုစုလည်းရခြင်းတယ်သူများရဲ့အရန်ဒုက္ခရောက်နေတဲ့အချိန်မှာနည်းနည်းလေးပဲရော့ရော့ဆိုတဲ့စိတ်နဲ့ကိုအသက်နိုင်ဆုံးလိုက်ပြီးတော့ဆောင်ရွက်ပြနေတာညီလေးမရဘူးညီလေးညီလို့မရအဲအရင်ကညီလေးကိုရဲ့တောင်းမြောက်ဘက်ကတိုက်ကယိုင်သွားတာကိုဘက်ကယိုင်သွားတာအကိုအရင်ကအောက်ကအခြေရေကုန်လုံးကျိုးသွားတာကျိုးသွားပြီးပြိုကျအောင်ပဲကျန်တော့တာအခန်းတွေလည်းပွင့်ထွက်သွားတယ်အောက်ကဟိုကျမ်းမြင့်တွေလည်းအကုန်လုံးပြဲထွက်သွားတာအဲဘလို့မှကိုညီလို့အဆင်မပြေတော့ဟိုတိုက်ကလည်းချိန်မျိုးကိုပေါ့ပြိုကျသွားနိုင်တယ် အိန္ဒိယတချို့အိန္ဒိယကြတော့သူတို့အိန္ဒိယကတော့ဘာမှမဖြစ်ဘူးဒါပေမဲ့ဘေးအိန္ဒိယဟိုပြိုရမဲ့အနေထားတွေတချို့ကြလည်းဟိုလုံလိုက်တယ်ပြီးတော့ကျေမွနေရာကြီးရှိရအဲ့တော့ဘယ်သူမှလည်းမနေရဘူးလေအဲငငယ်ရလည်းအချိန်ကြီးသူကလှုပ်နေတာဆိုတော့ကိုတို့ကဟိုနေအနေများတော့ကိုတို့ကတတ်နိုင်ဆုံးသူတို့လမ်းဘေးမှာအဆင်ပြေအောင်နေလို့ရအောင်ကိုတို့ကအကုန်လုံးလိုက်ပြီးတော့စီစဉ်ပေးထားတယ်နေလေအဲကိုတို့ကကြတော့အခုဒီလူလူတဲ့လူတွေကတော့နားမလဲတော့ကြတော့အဲဒုက္ခတဲ့စကန်ဆိုအုံးအုံးနဲ့လူကြတယ်ဗျလူကြတော့တကယ် ။ရာဖြစ်နေတဲ့အိမ်ပြိုပြီးတော့တကယ်တော့ခွက်ရောက်နေလူတွေရှိလို့လက်ဝဲကမရောက်ဘူး။20ရာခိုင်နှုန်းလောက်ပဲရောက်တယ်။ကျွန်တော်တို့ကမရောက်ဘူးဆိုတော့ကိုရောအားလေးတွေကိုစင်းလေးတေချာလိုက်ောက်တယ်။အလူရှင်လာပြီးတော့ချိတ်ပြီးဆိုတော့ကိုရောအားလေးတွေကိုတကယ်တော့ခွက်ရောက်တဲ့လူတွေရဲ့အိမ်ပြိုတဲ့လူတွေရဲ့လူတွေသေဆုံးတဲ့လူတွေရဲ့လက်ထက်ကိုကိုရောရောက်လှူပေးတယ်ညီလေး။အဲစိမ်မမောင်ကြီးလေစိမ်မမှာပဲကိုအခြေဆိုင်အာရမ်းများတယ်ညီလေးရမ်းများတယ်မိတော့မြင်ဆိုလဲညီလေးတော့အရင်တော့ရေအိုင်ကြီးပေါ့ရေအိုင်ကြီးကို အမိုက်တွေဖို့ထားပြီးတော့ကျူးနေကြရင်းနဲ့နောက်ပိုင်းမြေဖို့ပြီးအိမ်ဆောက်လိုက်တဲ့ငင်းလောက်လိုက်တဲ့အချိန်မှာအဲ့ဒီအမိုက်ကဤသိမ့်တက်ဖြစ်ပြီးတော့မီးလောက်တွေထွက်ပြီးတော့လောင်လာဆိုတော့တုံလို့လောင်တော့မီးလောက်မြင်ရလဲဘာမှကိုမမြင်ရဘူး။မြင်ရတော့ကိုတော့မီးလောက်မြင်ရောငလင်ရောဆိုတော့ ဟိုညအောင်တော့ကိုကလူပေးရတာပေါ့အဲ့လိုမျိုးဖြစ်သွားတာပေါ့ညီလေး28နှစ်ကကိုကလည်းအိမ်ထဲမှာပထမချိန်လို့တော့ခိုင်းလို့ပဲပြီးသွားမယ်မတ်လို့ကိုကအပြင်းမထွက်ဘူးအထက်နေပဲရုံးဆန်ကန်တဲ့အလဲတဲ့အတိုင်းပဲဝမ်းမရတဲ့နေကြရပေါ့ပထမချိန်အလှုပ်ပြီးမှအပြင်းထွက်လိုက်တယ်အဒုတိယချိန်မှာမီးရေကလောင်နေတော့လန့်ကြည့်လိုက်တော့ကိုရွက်ကွက်နဲ့နီနီလေးဖြစ်နေတော့မီးလောင်တော့ကိုရောအိမ်အောင်စရာတွေမပုတ်နေတဲ့ချိန်ပြန်ပြီးတော့ဝင်တဲ့ချိန်မှာအဲဒီချိန်ပြန်ပြီးကိုရောအိမ်ထဲမှာပဲပြန်မီးတယ်မီးတော့ကိုရောအခုလက်ရှိ အဲ့တက်ရှင်ကြံနေရအိမ်မပြိုလို့ကိုရကြံနေခဲ့တာတကယ်လို့ဒါကိုမြောက်ဘက်ကတိုက်ကပြိုပြီးတော့ပြီးသွားမယ်ဆိုတော့ကိုရလည်းအသေးတယ်ထဲမှာပါပါဘူးအဲအခုချိန်စီတော့ကိုဘာမှတော့စီစဉ်ရသေးဘူးတော်တော်ဆက်ဒီဘက်ကကစေးလုပ်ငန်းလေးတွေကိုကိုတတ်နိုင်တော့ငြိမ်းပြီဆိုမှအဲ့အတွက်ကိုကိုစဉ်းစားမှာအဲသူများတွေကိုရင်ကူညီအောင်မယ်ပြီးမှနောက်မှအဲကိုရင်အတွက်စဉ်းစားမယ်သူများတွေရင်တော့ပြန်စဉ်းပြောင်းလိုက်ပြီးကူညီအောင်မယ်ဟုတ်တယ် ဟိုတနေ့ကဆိုမွေးရတားရွာတော့အဲ့လိုမရကြဘူးအကိုအရန်ဟာကိုပြစ်ထားခဲ့ပြီးတော့မိုးကတွေတော့မိုးပေးတယ်အောက်ကခဲတွေတော့ခုပေးတယ်တော့ကတဲ့စကန်တွေအမိုးရွာထဲမှာအကုန်လုံးတော့လိုက်လုပေးလိုက်တယ်ညီလေးကိုတက်နိုင်တဲ့ဘက်ကပေါ့ခက်ခဲတဲ့လူကတော့လိုအပ်တာတွေတော့အများကြီးပေါ့ညီလေးဒါပေမဲ့လူရှင်တွေကသူတို့တက်နိုင်တဲ့ budget ကလေးနဲ့လာတာဆိုတော့ကိုတို့ကတော့တက်နိုင်ဆုံးတော့အဆင်ပြေအောင်လို့ဒီဘက်ကတကယ်လိုအပ်တာလေးစဉ်းစားပေးတယ်လူရှင်လူရဟာလည်းထီအောင်ကိုတို့ကဆောင်ရွက်ပေးတယ်ပေါ့ညီလေး အဲလိုအပ်တာတွေကတော့အများကြီးပဲအဲပေးမယ်ဆိုရင်တော့အများကြီးပေါ့ဒါပေမဲ့ဟိုအင်အားကတော့မမြအောင်ဘာညီလေးရယ်ဟိုဖြစ်ကြတာအများကြီးဆိုတော့အဲကိုတို့ဖွင့်ရတော့သူကအခုလောဆယ်ဒုက္ခဆယ်စကန်းဆိုရင်ကိုတို့ဥဆောင်ပြီးတော့ဖွင့်ပေးထားတာကနှစ်ခုရှိရယ်နောက်ကြတော့တင်းနေတင်းနေတန်းကိုထမင်းတုပ်ဝေတာ WCK ရထမင်းတုပ်လေးတွေဝေပေးတာကိုရအောင်လို့စီစဉ်ပေးထားတယ်အာအခုဆိုတင်းတော်တော်များများလဲရနေပြီအာကိုတို့ဥဆောင်ပြီးတော့ဖွင့်ထားတဲ့ဒုက္ခဆယ်စကန်းကတော့ BOC ဝင်နေရယ်ဖျောင်းဝင်နေမှာရယ် အာကိုလိုအစားဆုံးမောက်ရဖြင့်တဲရီရောညီလေးတို့ခုနသွားလိုက်တဲ့ဝင်အဲတဲရီဆိုအကုန်လုံးထိုးပြရဝလုံးနေအဲဘိုးကားတွေအလိုအပ်တာတွေရေးပါညာအကုန်လုံးပေါ့အကုန်လုံးကိုလိုစီစဉ်ပေးတယ်ညီလေးအခြားစကန်းတွေလည်းကိုလိုကဒီထမင်းတုတ်ကလေးတွေရအောင်လို့အကိုလိုကအဲ WCK နဲ့ချိန်ပြီးတော့ location လေးတွေတင်အတင်းအစ်စ်ကလေးတင်ပြီးတော့ကိုလိုရအောင်ဆောင်ရွက်ပေးတယ်ညီလေးအထမင်းတုတ်ကလေးလည်းအခုချိန်ဒီနေတိုင်းဝင်နေပါတယ်ညီလေး WCK က WCK ကဟိုလေဝော် ဟောဆန်ရကစ်ချင်းလေးအဲ့အဖွဲ့စည်းကနေပြီးတော့ထမင်းလေးတွေသူကထမင်း NGO အဖွဲ့တွေဟုတ်တယ်ညီလေးအဲ့ရနေဝေပေးတယ်ဝေပေးတော့ကိုအသင်းနဲ့ပထမချိန်မိတော့ကတော့ဒီအသင်းအနေနဲ့သူကလူပေးတာပါအသင်းအနေနဲ့တရက်ကို950ချာဆိုဒီ950ကိုတော့ဒီအဖွဲ့တွေကိုမျှပြီးတော့ချတယ်တခါလေလဲတလဲစီချတယ်ပေါ့နောက်ပိုင်းကျတော့ရုံးဝကဒီဘက်မှာအစင်မပြေအကြောင်းလေးတွေပြောပြီးတော့တင်းအဖွဲ့လေးအတိုင်းသူခေါင်းစဉ်နဲ့နေရကြအောင်လို့ဆိုကိုကဆောင်ရွက်ပေးလိုက်တော့ VOC အဖွဲ့ဆိုရင် တရက်ဘလောက်ပြဖျောင်းဖွဲ့ဆိုရင်တရက်ဘလောက်ပေါ့အဲ့လိုမျိုးလေးချပြကိုတို့ကအဲ့ရနေပိုရာလေးရနေမှာဒီလိုအိမ်ကိုအိမ်ပြိုလို့ဒုက္ခရောက်ပြီးတော့ကိုယ့်ရဲ့ရှေ့ကိုနေတဲ့လူတွေကိုအထက်ကနေပြီးတော့ကိုတို့ကဟိုပိုတဲ့ဟာလေးတွေနဲ့ပြန်ပြီးတော့ဝေပေးတယ်နေတယ်။လူရှင်တွေကတော့အဲကျေးဇူးတင်ပါတယ်သူတို့ဒီလိုဆောင်ရွက်ပေးလို့လည်းဒီအလုံးထမင်းမငတ်တာပေါ့အကိုအပါဝင်အကုန်လုံးအဓိကကတော့အကိုတို့ကလမ်းဘေးရောက်သွားပြီဆိုရင်လေလျှက်စင်ကြီးလည်း ဟိုချက်ဖို့ကလည်းအဆင်မပြေဘူးကကဝိုးကဆိုတော့ပိုဝေးပေါ့မိသွေးပါ냐ဆိုလည်းဆိုင်တွေကမဟုတ်ဘူးလေချက်စားဖို့ကတော့ဘယ်သူမှအဆင်မပြေဘူးမပြေတော့ဒီစားဖို့တောက်ဖို့လူရဲလူလေးတွေရှိနေလို့ဒါကိုတို့ဓမင်းမငတ်တာပေါ့အကုန်လုံးပေါ့အာကိုတို့ AR မန္တလေးဟိုဆက်သွက်မယ်ဆိုရင်တော့အကုန်ဖုန်းနံပါတ်နဲ့ဆက်သွက်ရပါတယ်ညီလေးကိုဖုန်းနံပါတ်က3998134458ကိုဆက်သွက်မယ်ဆိုရပါတယ်အဲအားလုံးပဲအကုန်လုံးအကုံလုံးရင်ဆိုင်ရတယ်ဒီဒီဒုက္ခရောအကုံလုံးရင်ဆိုင်ရတာဆိုတော့အကုံလုံး fighting ပါပေါ့เนาะအကုံလုံးပြန်ပြီးတော့ အဲယုံထားကြမယ်ပေါ့နော်အကုန်တက်ညီလက်ညီပြန်ယုံထားကြမယ်တောင်းတဲ့တောင်းဖေးဖေးမမနဲ့စီစီလုံးလုံးလေးနဲ့ပြန်ပြီးတော့ထူထောင်ကြမယ်လို့ပြောချင်ပါတယ်အားလုံးပဲအားတင်းထားကြပါလို့